နယူးဇီလန်မှာကျင်းပမဲ့2015ခုနှစ်ယူ20ကမ္ဘာဖလားပြိုင်ပွဲကိုဝင်ရောက်ချီပြန်ခွင့်ရရှိခဲ့တဲ့မြန်မာယူစကူအသင်းဟာနိုဝင်ဘာလ1ရက်နေ့ကရန်ကုန်မြို့ရင်းအနှံ့လှည့်လည်အောင်ပွဲခံခဲ့ကြပြီးအာကစားဝါသနာချင်းပြည်သူများစွာကတခဲနဲ့အားပေးခဲ့ကြပါတယ်။ Mr. Dios, ora. Na primeira vez, ó, Mr. Dios. Thank you. ယူစကိုအသင်းလျှင်စင်ကစားသမားတွေကအောင်ပွဲခံကားပေါ်ကနေအသင်းဂျာစီနဲ့တခြားပစ္စည်းတချို့ကိုပြည်သူတွေထံလက်ဆောင်အနေနဲ့ပြန်လည်ဝင်ငှက်ခဲ့ကြပါတယ်။ ရန်ကုန်မြို့နယ်လှည့်လည်အောင်ပွဲခံတဲ့အစီအစဉ်မှာမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ယုံကနေနက်နက်9နာရီမှစတင်ထွက်ခွာလာခဲ့ပြီးဝေဇာနေရလမ်းမကြီးတစ္ဆာလမ်းကဘာအေးမြောက်ကလာခရီးပင်လမ်းခွဲဒင်းငင်းကုန်းစတဲ့လမ်းကြောင်းတွေကိုဖျက်ဆီးခဲ့တာဖြစ်ပါတယ်။နေ့လယ်ပိုင်းမှာတော့အောင်စံအင်းစိန်တမိုင်းလှည့်လမ်းမြင်းဒီကုန်းဖုံဤလမ်းမဟာဗန္ဓုလလမ်းမကြီးကတဆင့်မြို့တော်ခမ်းမချေးကိုရောက်ကြည့်လာခဲ့ကြပြီးမိနစ်30ခန့်ကြာအောင်ပရိသတ်တွေနဲ့နှုတ်ဆက်ခဲ့ကြပါတယ်။ ကျွန်တော်တို့ June 19မြန်မာလူငယ်အသင်းဟာအခု World Cup ခြေစဉ်ပွဲအောင်သွားပါပြီ June 19လူငယ်တွေကိုရင်းချောင်းမြောက်ပေးတဲ့ကျွန်တော်တို့ရဲ့ဘောလုံးဖွဲ့ချုပ်ဥက္ကဋ္ဌဦးစိုးစောကိုလက်ခံတင်ပေးပါခင်ဗျာပြီးတော့နောက်ထပ်မီဒီယာကြောင့်ရှိနေတဲ့ Mr. Kirk Fredrich လက်ခံတင်ပေးပါပြီးတော့ရွှေလက်ပိုင်ရှင် Golden Hand ကျွန်တော်တို့ရဲ့ အကျော်ပညာရှင် Thank you sir thank you very much ပြီးတော့ကျွန်တော်နောက်ထပ်လက်ထောက်ညီပြချုပ်ရှိပါတယ်ဦးညီညီလက်ကျွန်တော်အုပ်ချုပ်သူဦးစိုးဝေးရှိပါသေးလားကောင်းပါမဦးစိုးဝေးခေါင်းဒီပြအောင်ကျော်ကျော်ဦးအောင်ကျော်ကျော်ရှိပါသလားမပါလာပါဘူးခေါင်းဒီပြဦးများကုန်မင်းရောခေါင်းဒီပြဦးများကုန်မင်းဆရာဝန်ဒေါက်တာကျော်တန်းစီ ပြည့်ဖြိုးအောင်တမန်ဒီအုတ်ဒီရလိုကာကွယ်ပေးသွားတဲ့မြို့မင်းလက်နောက်ထပ်ကျွန်တော်တို့ကိုယ်သမားတွေရှိပါသေးတယ်အဲ့ဒီကိုယ်သမားတွေကလည်းကျွန်တော်တို့ဒီ United ကဖွဲ့ထားနေပါပဲတန်စီညိုအတွက်လက်ကိုတည်ပြပါဦးတန်စီညိုနောက်ထပ်ပြည်စုံချစ်နောက်ထပ် tight tight out